ဖမ်းမမင်္ဂလာပါခင်ဗျစကုတ်တင်ပြက်စိတ်ဝင်စားမယ်ဆိုလို့ရှိရင်အတုံးပြူလို့တဲ့မိတ်ဆွေများတွေ့ပတ်စရာမလို့အားစရာမလို့တကွက်တဲ့ခိုးရတဲ့ကနန်းတကွက်လက်ဆောင်နေနဲ့ပြန်ညှောက်ပေးကြမှာပေါ့နော်လက်ဆောင်နေနဲ့ညှောက်ပေးကြမှာလေဒါကလည်းကျွန်တော်တို့ပြီးကြတဲ့ပွဲမှာကုတ်တင်စီအောင်လာခဲ့တဲ့အတွက်သူ့ရဲ့ဝင်းဆက်လိုက်တဲ့စနစ်တစ်ခုပေါ့နော်အဲ့လိုပဲတစ်ဆက်တည်းပေါ့နော် အတိပေးလိုတာကြီးရှိပါတယ်နော်အဲ့တော့ငါဖိုင်စနစ်ကကျန်တဲ့6ကြိမ်နဲ့ကျန်လို့တာအဲ့ဒါကိုကျွန်တော်အကျဉ်းဖတ်တဲ့စနစ်ကိုရောင်းချပြီးတော့ကိုဝယ်လို့တဲ့ပြည်ညက်ကဒီနေ့73ရက်ပါ73 74 75ဒီ3ရက်ပဲနောက်ဆုံးထားပြီးရောင်းပြီးတော့မှာနော်ဒါပြီးရင်ဆက်ပြီးရောင်းပြီးမှာမဟုတ်တော့ဘူးဆိုတော့ကြောက်ဒီနေ့ရပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုကနောက်မှကြည့်ရတယ်ကြည့်ရပြီးတော့ခုမှကြည့်ရလို့ကရောင်းပြီးတော့ဘာအောင်ဒီလိုရလာတဲ့နော်ဒီခါလေးကြည့်ပြရနော်ကျွန်တော်က အပိုင်မပေါ့ဘူးကျင်ပါနော်ကျွန်တော်အများကြီးအပိုင်မရှိတော့ကျင်တွေးတာအဲဆက်လာနော်ကလနာနှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်24ကျင်မှာတုံရတေစီ6နောက်ပိတ်လို့ဒီလိုပိတ်ပြီလားတုံးချက်ရှိတယ်ကဲ့ရပေါ့နော်တုံရသူရှင်နေမှာတုံရတေစီနှစ်ပိတ်ကနန်းမှာနောက်နေ့နှစ်ပိတ်ကနန်းမှာအပိတ်ဒီ6လို့ရိုက်တာတုံရတိတ်6ပိတ်ဆက်ဖြစ်တာတုံးချက်ရှိဒီမှာတကက်ဖြစ်ထားတဲ့ဒုတိယတကက်ဒီဒီနေရာမှာတုံရတိတ်6ပိတ်ဆိုပြီးတော့ဒုတိယကလာပြဖြစ်ပြီးတာရှိတယ် အဲ့လိုပဲတတိယကကဒီနေရာမှာလာပြီးတော့ပုံရထိတ်ဆောက်အပိတ်လာပြီးတော့ဖြစ်ပြီးသားရှိတယ်ပေါ့နော်ပုံကရှိပုံရထိတ်ချောက်ပဲလို့ရိုက်ပြီးတော့သူ့နဲ့နောက်ရဲ့နောက်နှစ်မှာဒုတိယအကြိမ်ပေါက်မှာပုံဒီပရိတ်ချောက်ဆိုပြီးအမှုခွာရိုက်တယ်အဲ့လိုပဲဒီမှာပုံရထိတ်ချောက်ပဲလို့ရိုက်ပြီးသူ့ရဲ့နောက်နှစ်မှာဒုတိယအကြိမ်မှာပုံဒီအမှုခွာနဲ့ပရိတ်ချောက်ဆိုကနန်းတကွတက်ရိုက်တယ်တတိယပုံရထိတ်ချောက်ပဲရှိရဲ့သူ့ရဲ့နောက်နှစ်နှစ်ကြိမ်ပေါက်မှာ ပုံသေးအမှုခွန်နဲ့ break out ဆိုပြီးတော့ရိုက်ပြီးထားတာရှိတယ်။ကလနာကဒီဖပြမယ်လမ်းကြောင်းကဒီကလနာကရှင်းလို့အဟောင်းလေးနဲ့ပဲပြပြီးနော်အစ်စ်ကဝယ်ဖို့အခက်အခဲဖြစ်နေခုရဒီမှာတိုက်ကြည့်မလို့ဖြစ်နေနော်။အဲ၃ရက်တဲ့၆ပိတ်လို့ရိုက်တယ်နှစ်ပိတ်မှာရိုက်ပြီးသူ့ရဲ့နောက်နှစ်ဒုတိယအချိန်မှာပုံသေး break out အញ្ញတိတ်ချောက်ပိတ်ချောင်းသူရဲ့နောက်နှစ်ဒုတိယအချိန်မှာပုံသေး break ချောက်အမှုခွန်နဲ့ break ချောက်ရိုက်ပြီးတော့နှစ်ပိတ်မှာလာပြီးတော့ပုံသေးအမှုခွန်နဲ့ break တုံးစုပြီးလာတဲ့တက္ကသိုလ် နောက်တစ်ခါဒုတိယကက်မှာလည်းဒီတိုင်းမှာ3ရက်ထိတ်ဖြောက်ပေးလို့ရိုက်တယ်နောက်နေ့2ချိန်မြောက်မှာဒုတိယချိန်မှာအပူခွန်နဲ့ဘရိတ်ဖြောက်လို့ရိုက်တယ်ရိုက်ပြီးနှစ်ပိတ်24ချိန်မှာပုံသေးဘရိတ်တော့အပူခွန်နဲ့ပဲရိုက်ပြီးတတိယကက်ဖြစ်စင်တယ်ဒီတိုင်းမှာဖြစ်တယ်ပေါ့နော်ဒီတိုင်းမှာဖြစ်တယ်နှစ်ပိတ်မှာပုံသေးအပူခွန်နဲ့ဘရိတ်တော့ဘရိတ်တော့အပူခွန်နဲ့ရိုက်တာနှစ်ပိတ်မှာဒီ3ကက်ထပ်ပဲရှိတယ်ဒီ3ကက်ထပ်ပဲရှိတယ်ဒီဖြစ်စင်နေနဲ့ရိုက်ထားတယ်ပေါ့နော်အဲ့ဒီဖြစ်စင်နေနဲ့ရိုက်ထားတော့ သူ့ရဲ့ဂွန်းဆက်ကလာခဲ့တာပထမဆုံးတုံညာထိတ်6ဘိတ်ဆိုလို့ဂွန်းဆက်လာတယ်ပြီးရင်ဒုတိယနောက်နေမှာနှစ်ကျင်းပြောင်းမှာအပူခွန်နဲ့ဘရိတ်6ရိုက်တယ်နှစ်ပိတ်မှာတစ်ခါပြန်ပြီးတော့အပူခွန်နဲ့ဘရိတ်3ရိုက်အဲ့တော့ဒီမှာတုံညာ6ခွာရဒီဘရိတ်3ရပေါင်းရရလက်ကိုဖြစ်တဲ့ရက်လက်ပေါင်းချင်းရက်လက်ကိုဖြစ်တဲ့ကောင်ဒီနှစ်ဦးမှာကိုတက်ဆီဆိုပြီးတော့ပြန်ပြီးတော့နောက်နေကိုတက်ရိုက်ပြီးတယ်တနည်းအားဖြင့်ဒီ6ရနဲ့ကကိုတက်ဒီနှစ်ဦးမှာတက်ရိုက်တယ်ဒီမှာလည်း6ရနဲ့ကကိုတက်ဆိုနှစ်ဦးမှာတက်ရိုက်ပြီးတယ်တတိယကလည်းဒီတိုင်းပဲဒီဘရိတ်6ရနဲ့ကနှစ်ဦးမှာကိုတက်ဆိုပြီးတော့ပဲ့ရည်ပြထားတယ်နော် အဲ့လိုရိုက်ပြီးထားတော့ဒီနေရာမှာသူကတနေ့ချင်းကူကူလာကြတာပေါ့နော်ဟင်စစ်စင်ဒီစားထောက်တာတုံရထိပ်ကြီးကလည်းစားထောက်တယ်တုံရထိပ်ကြီးကလည်းစားထောက်ပြီးတော့နောက်ထပ်တခါကျွန်တော်တို့တုံရထိပ်ပြီးတော့တုံရထိပ်ပြီးတော့၆အုပ်၆အုပ်ပြီးတော့ရိတ်လုံးရိတ်လုံးပြီးတော့တခါနောက်နှစ်ခုကိုတိတ်ဆိုပြီးတော့ပြစ်စင်လူကူပြီးရိုက်ပြရပေါ့နော်အဲ့လိုရိုက်ပြီးနောက်နှစ်ခုတော့ဘာကိုကူပြထားလဲဆိုဒီပရိတ်ခေါ်ရတဲ့နိုင်ငံကဒီကိုကိုထိတ်လို့ကူပြီးတော့နောက်နှစ်မှာတခါပြန်ပြီးတော့ ဒီပရိတ်သုံးရဲ့နက်ကတိဒီပရိတ်ငါလို့ကူပြီးတာညာတနည်းအားဖြင့်ပရိတ်နှစ်ခုပေါင်းခြင်းရှစ်ဆိုရဲ့မတ်တကူလာခဲ့ဒုတိယကမ္မလဒီတိုင်းမှာ၆ရဲ့နက်ကတိကိုကိုထိတ်လို့ကူပြီးတော့ဒီပရိတ်သုံးရဲ့နက်ခတ်ဒီသုံးငါးပရိတ်ဆိုပြီးတော့ဘေးလိုက်ကူပြီးတော့ပေါင်းခြင်းရလက်ရှစ်ဆိုရဲ့မတ်တနဲ့လာပြီးတော့ထက်ပြီးတော့ပေါ့နော်အဲ့စနစ်အတိုင်းပဲပေါ့နော်တတိယကမ္မလဒီစနစ်အတိုင်းပဲအလုပ်လုပ်သွားပေါ့နော်ပရိတ်ချောရဲ့နက်ကကိုရိတ်လို့ရိုက်ပြီးဒီနေရာမှာရိုက်ထားတဲ့ပရိတ်9ရဲ့နက်ကဒီနေရာမှာ9ရဲ့နက်က3ပရိတ်ဆိုပြီးတော့ပရိတ်နှစ်ခုပေါင်းရရက်8ဆိုတဲ့မှတ်တမ်းနဲ့နက်ကပြန်ပြီးတော့ပရိတ်ကူးပြီးသွားတယ် အဒီပရိတ်စလာတဲ့ရိုက်ချက်က၅ချက်ဆင့်ပြီးကူလိုက်ရတာပေါ့နော်။ပုံညတဲ့ဒီကန်နဲ့နောက်နေ့မှာ၆နောင်ပရိတ်တဲ့နောက်နေ့မှာပရိတ်သုံးလူပုံသူရိုက်တယ်ပြီးရင်နောက်နေ့နေ့မှာ၉ထိတ်လူရိုက်တယ်အဲ့ဒီ၉ထိတ်ကရိုက်တဲ့ကောင်ကဒီညမှာပရိတ်နှစ်ကူပေါင်းပဲတကူပေါ်ကြီးရှစ်ဆိုပြီးတန်းပြီးတော့ဒီဆင့်ဒီကူလာပြီနော်အဲ့ဒီလိုနောက်ထပ်အဆင့်တော့ဒီလိုဘိနှုတ်ပေါ်ကြီးရှစ်လို့ရိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့ဒီ6ရဲ့နက်ကကို6ကိုဆိုတော့ကစားကွက်ကိုဖမ်းပြီးတော့ကစားတယ်ပေါ့နော်ဘယ်လိုကစားတယ်လဲ ီပြိုင်ထုံကပေါင်းချင်းရှစ်တဲ့အဲ့ဒီရှစ်အတန်နဲ့ဟာဒီကိုသိစီထွက်တဲ့နှစ်ထင်းမှာတဲ့လမ်းတိတ်ကြီးနော်မိုးကိုသိစီထွက်တဲ့နှစ်ထင်းမှာတဲ့ခွန်နောက်ပိတ်လို့ရှာတဲ့အဲ့ခွန်နောက်ပိတ်ရဆုံးမှာဒီပြိုင်ထုံကပေါင်းချင်းရှစ်လို့ပြန်ပြီးတော့ထက်ပြီးထမယ်တဲ့ ဖြစ်စဉ်တစ်ခုကြိုက်ပြရအဲ့ဒီနေရာမှာဒီပရိနိဘုပေါင်းကြီးရှေ့လို့ရတဲ့အချိန်မှာဒီမှာထောက်လာခဲ့တဲ့ပရိဒီ6ငါးလေးလို့ထောက်မယ်ဒီမှာလာခဲ့တဲ့ပရိဒီ2 3လေးဆိုတော့စီနီယာထောက်ချက်တဲ့နည်းပဲပရိနိဘုပေါင်းကြီးရှေ့ကိုဖြစ်ပြန်ဒါပရမတ်ကတ်ဒီချိန်မှာဖြစ်တယ်ဒုတိယကတ်ကကိုထိတ်စီဖြစ်တဲ့နည်းမှာဘယ်နေရာမှာလာဖြစ်တာလဲဆိုတော့ဒီနေရာမှာခေါင်းနောက်ပဲလို့ရိုက်ဒီနေရာမှာပရိ9နဲ့3နဲ့ရှေ့လို့ပြန်ပြီးရိုက်ပြီးဒုတိယကတ်ကဒီနေရာမှာတစ်ချက်ဖြစ်တယ် အဲ့ဒီဖြစ်စဉ်မျိုးကတတိယကက်ပေါ့နော်ကိုသိသိဖြစ်တဲ့နေ့တုန်းကမနစ်ကဒီဒီစနစ်ကိုကြိုက်ခဲ့ကခေါင်းနောက်ပဲဒီဒီချိန်နဲ့ပဲဖြစ်တာအဲ့လိုတမ်းပေါ့နော်ခေါင်းနောက်ပဲဒီဒီချိန်နဲ့ဖြစ်တာခေါင်းနောက်ပဲရောင်းမှာပရိနှစ်ခုပေါင်းချင်းဖြစ်စဉ်ကဒီမှာလာဖြစ်တာအဲ့တော့ပရမကတ်မှာဒီနေရာမှာထောက်ခဲ့တဲ့ကောင်ပရိ၆ပရိ၅ဒီမှာပရိ၄ဒီမှာထောက်တဲ့ကောင်ပရမကတ်မှာပရိနှစ်နှစ်ပြီးတော့၃ပြီးတော့ဒီမှာ၄ဆိုစီနီယာအတိတ်ကျတဲ့ပရိနှစ်ခုပေါင်းချင်း၈လို့လာဖြစ်ပြီအဲ့ဒီလို၈လို့ဖြစ်ပြီးပြီးသူ့ရဲ့ကစားကွက်က ဒီဖြစ်စဉ်ဖြစ်ပြီးဒီအောင်မှာ6ပုံသေးရှိတယ်6တိတ်စီပုံသေးရှိတယ်တဲ့အဲ့ဒီ6တိတ်စီဒီကောင်မှာ6တိတ်လို့အရင်တက်ရရမယ်တဲ့ရိုက်ပြီးရင်6ရက်နဲ့ကဒီအောင်မှာ9တိတ်ပိုင်းဆိုပြီးတော့ရိုက်ပြရမယ်တဲ့အမကဒီတိကကလည်းဒီလိုက်မယ်ဒီနေရာမှာ6တိတ်စီပုံသေးရှိတယ်6တိတ်စီကြောင့်ဒီနေရာမှာ break ချလို့ရိုက်ပြရအဲ့လို break ချလို့ရိုက်ပြပြီးရင်6တိတ် break ချလို့ရိုက်ပြပြီး6ရက်နဲ့ကသူ့အောင်မှာ9တိတ်လို့ပိုင်းပြန်ပြီးတော့ရိုက်ပြရမယ်တဲ့နောက်ကတည်းကအောင်ရက်နောက်ကတည်းကအောင်ရက်ပြီးတော့ပုံကံကြောင့်မှာဒီလိုက်မယ်ကျွန်တော်ပြီးခဲ့ပြီးဆက်ကစားတယ် ခွန်နောက်ဘိတ်ဘရိတ်ကူပေါင်းရင်ရှစ်လို့ရိုက်ပြီးဒီမှာလဲ၆တေစီကပုံသေးရှိတယ်ပူတော့မှာ၆ရက်၆တေစီကြောင့်ဒီမှာဘရိတ်၆ဆိုဝင်လာတကာမှမတူတဲ့ဘရိတ်၆ဆက်ပြီးသွားတယ်ဒီညာလဲဘရိတ်၆ဖန်ကစားခဲ့တယ်ကျွန်တော်တို့တလစ်တလစ်ဖန်ကစားရတာပေါ့နော်အဲ့ဒီ၆တေစီကနေဒီမှာဝင်လာခဲ့တယ်ဘရိတ်၆လို့ဝင်လာအဲ့လိုဝင်လာတဲ့၆ရက်အောက်မှာပုံသေးဘရိတ်၉ဆိုတဲ့စနစ်ပြီးခဲ့တဲ့ဘွယ်မှာတက်ခဲ့တယ်အကြိုက်ဖန်ကစားလာတယ်ပေါ့နော်၆တေစီကိုဖန်ကစားတဲ့ပွဲကစားပွဲတစ်ခုနဲ့ဒီချိန်မှာလဲအဲ့လိုကစားခဲ့ဒီညမှာသူတီကျွန်တော်တို့ဆက်ရသဘောတော်ပေါ့နော်ဆက်ရသဘောတော်ပေါ့ သူလောက်မဲ့အလုပ်တွေကိုတော့လုတ်ပြသွားပြီပေါ့နော်အဲ့တော့၆လေး၆ကျွန်တော်တို့ဒီနေ့တမှာဆိုတခါမှမထိုက်ကလေးတွေ break ၆ကိုချပေးတဲ့အတွက်ဒီဒီစနစ်ဒီကကျွန်တော်တို့ develop ကောင်းတဲ့စနစ်တစ်ခုဖြစ်ဒါကျွန်တော်ရှိနေတာပေါ့နော်အဲ့တော့ဒီနေရာမှာလည်း6 break ကိုရိုက်သွားတဲ့အချိန်မှာ sequence နှစ်ကိုပြီးသွားတာ။ sequence နှစ်ကိုပြီးသွားတာ။ဒီ break နှစ်ကိုပေါင်းရင်8ကြောင့်ဒီနေရာမှာ6တိတ်ကြောင့်6 break လို့ရတဲ့အချိန်မှာ taxi ၃လုံးကိုဒီလို8ဆိုတဲ့ method နဲ့ပြန်ပြီးပြီးတော့သူက sequence နှစ်တန်းနဲ့6 break ကိုအောင်ကြ။ဒီနေရာမှာကိုထဲလို့ရိုက် ရတဲ့အချိန်ကမှလည်းသူကအတွဲကိုတော့ပြီးတယ်ကျွန်တော်လည်းကစားတော့ကစားတယ်ကိုတုံညာတွေဒီနေရာမှာ၆ရက်ကဘရိတ်ချက်ကိုရိုက်ပြီးဒီဘရိတ်နှစ်ကိုပေါင်းချင်း၈ကိုပဲဒီလိုတော့ပေါင်းချင်း၈ဆိုတဲ့ method ထက်ပြီးဘရိတ်ချက်ကိုစကွက်စနစ်နဲ့ပြီးတယ်ကိုထိတ်စီလို့ပြီးတယ်ကိုတုံညာတွေ့ပြီးတော့ကိုကိုအတွဲနဲ့ရိုက်ချက်ထက်ပြီးသွားတတိယကအဒီတိုင်းပဲပေါ့နော်၆ရက်ကဒီဘရိတ်ချက်လိုရတဲ့အချိန်မှာဒီထိတ်ဒီသုံးပေါင်းချင်းတွေ၈ဆိုတဲ့ method နဲ့၆၆၆ဆိုတဲ့ method နဲ့ထိတ်စီသုံးလုံးကိုပုံစံပြီးပြီးစကွက်စနစ်နဲ့အောင်ပြီးတယ်ပြီးပြီးတဲ့အချိန်မှာဒီကိုထိတ်စီကိုကိုရှစ်အတွဲဆိုကိုတုံညာ ကိုယ်တုံများအတွက်ကိုကိုအတွက်ကိုရှစ်အတွက်ဆိုပြီးတော့ထပ်တော့ထပ်ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ဖမ်းချင်မှာတော့ဗရိတ်နဲ့ဖမ်းတဲ့ချိန်မှာကိုတစ်ရှစ်ကိုရှစ်တစ်ဆိုပြီးကဏ္ဍနှစ်ခွက်ကိုတော့ထည့်ကစားတယ်ပေါ့နော်ဒီဖိန်ဒီစီကြောကအခုကျွန်တော်ဆက်ပြီးပြောချင်တာကအဲ့လိုဖြစ်ပြီးတဲ့အောက်မှာတဲ့အဲ့လိုဖြစ်ပြီးတဲ့အောက်မှာပေါ့နော်ခဏလေးပဲခဏလေးဒီနေ့ကကျွန်တော်ကဖိုင်းလမ်းမြင်ဖြစ်ဒီနေ့ကလည်းကျွန်တော်အချိန်လေးကဏ္ဍဒီစက်သုံးရက်နေစပြီးရောင်းနေဆိုတော့ဖိုင်ဘာအဝင်ထွက်ကမြန်လိုင်းနေရတယ် တနောက်ဖြစ်နော်အဲ့တော့ဒီခါလေးပဲပေါ့နော်ဆက်ကုတ်ကျင်အတွက်အကျဉ်းတိုက်ဝဲခြင်းတဲ့ပုံကူဒီနေ့စရအောင်လာဖြစ်ပါတယ်အဲ့တော့အကျဉ်းတိုက်ဝဲခြင်းတဲ့ပုံကူတွေကကျွန်တော်ရွေးချယ်ခွင့်နှမျိုးပေးထားပါတယ်ပေါ့နော်ကဏ္ဍမဲ့တည်တံ့ယူခြင်းရင်ကဏ္ဍမဲ့တည်တံ့ယူတဲ့နှုတ်တော်ယူပေးထားပါတယ် site ပါကြည့်ခြင်းလည်းဆိုလို့ရှိရင် site ကို video file ၄ဖိုင်ပို့ပြီးတယ်ပေါ့နော် site ပါကြည့်ခြင်းတဲ့လူက site ကိုယူတဲ့စနစ်နဲ့ပါဈေးနှုန်းတတ်မှတ်ပေးထားပါတယ်ပိုင်မဟုတ်ဘူးနော်အပိုင်နိုင်ရမယ်နော်အဲ့ပြောချင်တာကလုတ်သွားတဲ့လုတ်ကွက်ဒီအဲ့လိုလုတ်သွားပြီလုတ်သွားပြီးတဲ့အချိန်ခါမှာ ကျွန်တော်တို့ရှောက်တဲ့ရှောက်ပရိတ်လို့ရိုက်တယ်ဖိုက်နိုင်ကတည်းကကိုးထိတ်လို့ရိုက်ပြီးရိုက်ပြီးတဲ့အချိန်မှာဆက်ပြီးတော့သူ့အောင်မကစားတဲ့ကစားတဲ့စနစ်ကဒီပရိတ်၃ခုပေါင်းခြင်းဒီတစ်ဆိုတဲ့စနစ်ကိုပြန်ပြီးတော့တဲ့ကစားနေတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာပရိတ်2အဲ sorry ဒီမှာပရိတ်6ဒီမှာပရိတ်3ညဒီမှာပရိတ်5 6 3 5ဆိုတဲ့မက်တန်နဲ့ပရိတ်3ခုပေါင်းခြင်းကို1ဆိုတဲ့မက်တန်နဲ့ပြန်ပြီးတော့တက်ကစားနေတယ်။သူ့ရဲ့အောက်၃ချိန်မြောက်ကိုဆက်ကစားမယ်မက်တန်မှာပရိတ်ချုပ်ခွင့်နဲ့ကစားခြင်းနဲ့ပေါ့နော်။ပရိတ်3ခုပေါင်းခြင်းဒီ6 3 5 1ဆိုတဲ့မက်တန်နဲ့ပဲချုပ်ကစားထားတယ်။ ဒုတိယကက်မှာလည်းဒီတိုင်းပဲ break shock break go break shock shock go shock ဆိုပြီးတော့ break သုံးခုပုံစံကိုတက်ဆိုတဲ့ method နဲ့ချုပ်ပြီးတော့ကစားထားတယ်။ဒါဆိုတတိယကအဲ့တိုင်းမှာကျွန်တော်တို့ကစားခြင်းနေပေါ့နော် break shock ဒီမှာ break လေးဒါဆိုဒီနေရာမှာကျွန်တော်ဘာထက်မှဘာ break ကိုထက်မှ break သုံးခုပုံစံတက်ဖြစ်မလဲ။ဒီ break ထက်တဲ့စနစ်ကိုဥသာပြပြီးတော့ထည့်ကစားခြင်းနေပေါ့နော်။ဘယ်လိုပြောမကောင်း။ ဒီနေရာမှာ break ကြောင့်ဒီနေရာမှာ break လေးရှိသွားပြီ break သုံးခုပေါင်းခြင်းဒီတက်လို့ဖြစ်ရမှာဆိုဒီနေရာကိုကျွန်တော်တို့ break တက်လို့ထည့်ကစားမှာ6 4တက်ဆိုမှာ break သုံးခုပေါင်းခြင်းဒီတက်ဖြစ်မှာမလို့ဒီနေရာကို break တက်ကနေထည့်ကစားခြင်းဒီနေရာကို break တက်ကနေထည့်ကစားတဲ့အချိန်ကမှာပေါ့နော်ဒီစနစ်ကဒီစနစ်ကမနစ်ကတွေကတိုင်းနေတစ်ခုကစားသွားတာရှိတယ်တိတ်စီလေနောက်ပိတ်သုံးခုပေါင်းခြင်းရက်လက်ကိုကစားသွားတာရှိတယ်မနစ်ကတော့ taxi သုံးလုံးပေါင်းခြင်းဒီခွန်းအလဲတိုင်းသုံးလုံးပေါင်းခြင်းဒီခွန်းနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်းဆိုတော့တူညီတဲ့စနစ်နဲ့ဒီချိန်ကစားပြထားတဲ့ ဲ့လိုပဲမနစ်ကတော့ဒီဒီစီကြောမှာဆလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာချိန်သုံးလုံးပေါင်းကျင်ဒီ6လေသုံးလုံးပေါင်းကျင်ဒီ6နောက်ပြီးသုံးလုံးပေါင်းကျင်ဒီ6ဆိုစနစ်နဲ့အချိန်ကစားပြတာအမနစ်ကဒီနေရာမှာဆိုလို့ရှိရင်တိတ်စီသုံးလုံးပေါင်းကျင်ဒီ3အလယ်တိုင်းသုံးလုံးပေါင်းကျင်ဒီ3နောက်ပိတ်သုံးလုံးပေါင်းကျင်ဒီ3ဆိုတော့တိတ်စီရဲ့လဲနောက်ပိတ်ကိုပေါင်းကျင်စနစ်အညီနဲ့ကစားပြတာအဲ့ဒီစနစ်ရဲ့အခြေခံလူတိုင်းပဲပေါ့နော်ကျွန်တော်အခုဒီဘက်မှာဒီပရိတ်သုံးခုပေါင်းကျင်6လို့ထည့်ကစားတဲ့အချိန်ကမှာရှေ့နှစ်ကတ်မှာဓာတ်ချီကြတဲ့စနစ်တိုင်းပဲပရိတ်တိကဏ္ဍတစ်ခုကိုဓာတ်တစ်ခုချီပြီးကစားကြမှာလဲစိတ်ဝင်စားတဲ့လူက တထောင်မှတစ်ခွက်ပဲထိုးရဖြစ်တဲ့ကြိုက်လိုက်ထိုးပေါ့နော်အဲ့ဒီနေရာမှာဒီပရိတ်၆ရက်ဒီပရိတ်၃ရက်ဒီပရိတ်၅ရက်၆၃ရက်၅ဆိုပရိတ်၃ပေါင်းချင်းတက်လို့ရှိတဲ့အချိန်ခါမှာတစ်ခွက်ထဲကိုဘယ်လိုဖြည့်ပြသွားလဲထိတ်စီအထောင်၃လုံးပေါင်းချင်းဒီ၄တဲ့ခါအထောင်၃လုံးပေါင်းချင်းဒီ၃ညတဲ့နောက်ပိတ်အထောင်၃လုံးပေါင်းချင်းဒီခွန်ဆိုတဲ့စနစ်၄၃ညခွန်ဆိုတဲ့တက်ကြည့်တဲ့စနစ်နဲ့ဒီညာဖြတ်ပြီးပြီးတော့ပရိတ်၃ပေါင်းချင်းတက်စပဲရက်လိုက်ကိုထက်တဲ့အချိန်ခါမှာထိတ်စီအလယ်နောက်ပိတ်ကြည့်တဲ့စနစ်မှာ၄၃ညခွန်ဆိုတဲ့တက်ကြည့်တဲ့စနစ်နဲ့ ဒီနေရာကိုစားပြသွားတယ်တခွက်ထည့်ပြီပထမကပထမကပြီးတော့ဒုတိယကဒုတိယကမှလည်းဒီတိုင်းပဲကစားပြထားတယ်ဘရိတ်ဖြောက်ဘရိတ်ကိုဘရိတ်ဖြောက်ဘရိတ်လုံးပေါင်းခြင်းတစ်ကိုဖိတ်စီသုံးလုံးပေါင်းခြင်းဒီလေးအလဲတိုင်းသုံးလုံးပေါင်းခြင်းဒီသုံးညနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်းဆိုတဲ့စနစ်နဲ့လေးသုံးညခွန်းဆိုတဲ့စနစ်နဲ့ပဲဖိတ်စီအလဲနောက်ပိတ်ကိုဖြီးပြီးတော့တခွက်ထည့်ကိုလေးကိုသုံးဆိုပြီးကစားပြထားတယ်အဲ့ဒီစနစ်တိုင်းမှာထည့်ပြီးတော့ပေါ့နော်အခုတတိယမြောက် ဖွဲ့တယ်မှာလည်းပဲရှေ့မှာလုတ်ကြတဲ့ဟာကြီးအကုန်လုံးကိုဒီတိုင်းနဲ့တိတိကျကျသူဒီအလုပ်လုပ်ထားရတဲ့ကျွန်တော်အဲ့တိုင်းမှာထည့်ကစားခြင်းပါလေပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကထိတ်စီးကိုလေးအလဲတိုင်းကို၃ရနောက်ပိတ်ကိုခွန်းဆိုတဲ့စနစ်နဲ့ထည့်ပြီးကစားခြင်းအဲ့ထိတ်စီး၃လုံးပေါင်းခြင်း၄လို့ထည့်မယ်ဆိုရင်၆ထိတ်ရှိတယ်၉ထိတ်ရှိတယ်ဒီနေရာကို၉ထိတ်အလဲတိုင်း၃လုံးပေါင်းခြင်းကို၃ရလို့ဖြည့်မယ်ဆိုရင်၄ခါရှိတယ်၉ခါရှိတယ်အဲ့အခွန်ခါရှိတဲ့အဲ့၄ခါခွန်ခါရှိတဲ့အဲ့ကျွန်တော်တို့က၃ရဖြစ်ဖို့ဆိုလို့ရှိရင်၉ခါလို့တလုံးဖြည့်ရ နောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်လို့ဖြစ်ရမယ်ဆိုတော့မက်တက်ကြောင့်6နောက်ပိတ်ရှိတယ်7နောက်ပိတ်ရှိတယ်ဂျင်ဂျာကို3တလုံးဆိုပြီးတော့ထည့်ပြီးတော့မှတ်တကွအမှန်တကွရရင်ယူမယ်မရရင်ပြေးရမှာပေါ့ဒါထုံးကြံပါနော်လောင်းကစားမှာရရင်ယူလိုက်မယ်မရရင်ပြေးရမှာပေါ့ထုံးကြံတိုင်းပဲလောင်းကစားရဲ့ထုံးကြံတိုင်းပဲ အဲ့တော့ဖရင်ကဒီလိုလေးစီးဆင်းလာတယ်စီးကြောဖရင်ကဒီလိုလေးတဲပေးထားတယ်စီးကြောတွေအကုန်ထည့်ပေးထားတယ်အဲ့ဒီဒိတ်စီးအလယ်နောက်ပိတ်ဆိုတော့၃ခုကိုပုံသေးဖြစ်တဲ့ဆက်နဲ့ပြီးခဲ့တဲ့နှစ်မှာတော့ငါနမူအချိန်ကစားပြထားတယ်ဒီစီးကြောကနေပဲဒိတ်စီး၃လုံးအလယ်၃လုံးနောက်ပိတ်၃လုံးကိုပေါင်းကျင်းတူတဲ့ဆက်နဲ့အခုဒီနှစ်မှာကျတော့ဒီနေရာဒီဖရင်ဒီစီးကြောမှာဒိတ်စီး၃လုံးပေါင်းကျင်း၄အလယ်၃လုံးပေါင်းကျင်း၃ညနောက်ပိတ်၃လုံးပေါင်းကျင်းခွန်းဆိုတဲ့မက်သတ်နဲ့ရှိတဲ့ဆက်နဲ့ဒီကျွန်တော်မန်ပါတွေကိုနှစ်စတွေကမွေးပြီးသုံးကြိမ်မြောက်တယ်အဲ့ဆက်နဲ့တက်ပြီးတကွက်တကွက်အများအားထည့်ထိုးသွားပါဆိုပြထားတဲ့ဆက်နဲ့ပါ စနစ်ပါအခုချိန်ဒီအဲ့၄၃ညခွန်ဆိုတဲ့ကြီးတဲ့စနစ်ကမလာခဲ့ပါဘူး။ဘာကြောင့်မလာတယ်လဲ။သူလာမယ့်အချိန်ရင်ဒီဒီဖရိတ်ဒီစီကျော်ဒီအုပ်စုဖွဲ့ပြီးမှဒီလိုနေရာမျိုးရောက်မှလာရတဲ့ဖိတ်ဖြစ်တဲ့အတွက်ဒီအချိန်မှာတော့ခါတိုင်းကတစ်ချက်ဖို့ထိုးရင်နှစ်ချက်ဖို့တော့ထိုးဖို့သင့်နေဆိုတဲ့မတက်မျိုးလို့မန်ဘာတွေကိုလည်းပြန်တရီပေးရင်းနဲ့ public မိတ်ဆွေများလည်းကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ပုံနိုင်ရတဲ့လက်ဆောင်ပြန်လည်းမျှဝေပြီးတာဖြစ်ပါတယ်။ဒီစားမှုပါအယူစားပိုင်းမှာကြိုက်နှစ်သမလိုက်ပြီးတော့တုံးမှာမတည့်မတုံးမှာအပိုင်းစုံရှိတော့ပေါ့နော်အဲ့တော့ကိုကိုတုံးဆိုတဲ့ အကွက်ကျူသောကဏ္ဍကိုပဲဖိုးရတာပါနော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တထောင်မှတစ်ခွက်ကျွန်တော်မိစင်ညာကြိုက်ရင်ဒီလိုစနစ်ဒီလိုပုံစံကိုကြိုက်တယ်ဒါမျိုးကိုပဲနှက်ကက်တယ်ဆိုလို့ရှိရင်အော်ထိုလိုက်ပေါ့မကြိုက်ဘူးဆိုလဲကြောသွားလိုက်ပေါ့နော်တထောင်မှတစ်ခွက်ပါတက်တထောင်မှတစ်ခွက်ပါတက်ဖိုးရတယ်စနစ်ပါပေါက်ရင်တစ်ခွက်တယ်မပေါက်ရင်လည်းတစ်ခွက်သေးတယ်ထိုးရတယ်ကုန်ကြစိတ်ကြီးကဏ္ဍမှာ မမကမှာထပ်မပြလိုက်ပါဘူးကျွန်တော်ပတ်ပလိမိတ်ဆွေများကိုလက်ဆောင်ပေးတော့မယ်ဆိုတဲ့ချပြတော့မယ်ဆိုတဲ့စနစ်အားလုံးကိုမမကထပ်မှာဘယ်တော့မှထပ်ပြီးကျွန်တော်ထပ်မပြပါဘူးအဲ့ဒါမမအဖွဲ့ဝင်များလည်းပဲအဲ့ငါကိုနှစ်စားတဲ့အပတ်စနိုင်ခင်ဗျားတို့ဒီပုံစံဒီပုံစံအများနဲ့တဲ့တကွက်လိုက်ထိုးလို့ပြောထားတဲ့စနစ်ဒီတို့ကြောင့်ခုတော့ထိုးပြီးသားဖြစ်ပါလိမ့်မယ်တို့တော့အခုဒီနေရာဒီအချိန်မှာမှဒီစနစ်ဒီအကောင်းဆုံးထိုးရမယ်စနစ်လို့ချပြလိုက်တာဖြစ်တဲ့အတွက်ကြိုက်နှစ်သက်ရင်ခါလိုက်တော့ဘူးပြီးတော့တင်ထိုးကြကိုလေးလေးစားစားတဲ့အတိအကျပါပေါ့နော်အချိန်လိုက်ဝဲတဲ့ပုံစံတွေ မန်ဘာနှစ်ပေါက်ညမှာကျွန်တော်ပြနေတဲ့ site တွေကိုကြည့်ကွင်းမရဘဲနဲ့ဒဏ္ဍာရီတက်တက်ဝင်ရတဲ့ပုံကူများတွေအမှတ်တရထည့်ထိုးပါသူတို့ကြတော့ဘယ်နေရာမှာမှဒါကိုပြထားခဲ့ဘူးလားမရှိပါဘူး public message များကိုလည်းပြခြင်းနဲ့စေစနာကြောင့်ဒီနေရာကနေကျွန်တော်ပြပြလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားရင်သုံးပါစိတ်ဝင်စားရင်မသုံးပါနဲ့ထပ်ပြီးတော့ကြားထဲမှာနည်းနည်းလေးထပ်ပြောပါမယ်ငါ try site ကိုဖမ်းတဲ့အချိန်ကြီးအမှတ်ချက်နဲ့ရောင်းတာအမှတ်ချက်နဲ့ရောင်းတာအဲ့တော့ဒီ15ရက်နေနောက်ဆုံးထားပြီးတော့ဒါပြီးမရောင်းတော့ဘူးနော်မရောင်းတော့ကျိုးပြလိုက်တာနော် အဲ့လိုပဲအကျဉ်းတဲ့ဝင်မပုဂ္ဂိုလ်တွေကအမြဲတမ်းယူနေပုဂ္ဂိုလ်ဒီနေ့စပြီးတော့ပြင်းနေပြီးကိုယ်ရင်ဆုံးဖြတ်ပါကနန်းမဲ့ယုံကြည်တဲ့စိုက်တွေမကြည့်တော့ဘူးဆိုတဲ့လူကတံမိုးအချင်းတတ်မှတ်ချက်ဇင်းလုံးရော့ပါတယ်စိုက်ကြည့်ခြင်းတဲ့လူကစိုက်တံမိုးပါထက်ပြီးတော့ဇင်းလုံးကြီးမြင့်ပါတယ်ပေါ့နော်ကြိုက်တယ်လို့ယူလို့ရပါတယ်ကြိုက်မှလာယူပါအပိုင်ဆိုတော့ကျွန်တော်မသိပါဘူးသေးလေးကြောက်ကြောက်ဘာကနန်းနာရှင်းပြပေးပါတယ်နော်ကံပေးမှရမှာကံပေးမှရမှာဒါတော့အမြဲတမ်းသတိရပါပေါ့နော်ကဲလိုင်းကောင်းလေးတွေရာသီဥတွေတာယာလေးတွေဆိုတော့ဒီစနစ်တစ်ခုပေါ့နော်အဲ့ဒီစနစ်တစ်ခုကလည်းတော်တော်များများလေးစိတ်ဝင်စားပါတယ် တော်တော်များများလေးစိတ်ဝင်စားတဲ့အဲ့စနစ်တစ်ခုပါအဲ့ဒီအတွက်ကျွန်တော်ရဲ့မိတ်ဆွေများလည်းပဲအဲ့ဒီစနစ်ကိုကျွန်တော်လည်းစိတ်ဝင်စားကြည့်တယ်သို့တော့မကန်ခိုင်းနိုင်ဘူးဒီကြင်ကြမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေတော့မစပြီးကန်ခိုင်းတာပါနော်ဒါလေးတစ်ခုဆက်ပြီးတော့လက်ဆောင်အနေနဲ့ပြောပြပေးကြပါလိမ့်မယ်ပေါ့နော်ဒါတွေကရှေ့မှာတင်ခဲ့တဲ့ဆရာတွေအများကြီးရှိမှာပါနော်အဲ့တော့ကျွန်တော်ရှေ့မှာတင်ခဲ့တဲ့ဆရာများအားလုံးမြေသူသောပုဂ္ဂိုလ်မဆို ကျွန်တော်အခုပြောတဲ့ idea ဒီကျွန်တော်ရဲ့ကိုယ်ပိုင် idea နဲ့ပဲကျွန်တော်ကြည့်ထားတာပါတို့တော့ဒီစာရွက်ပုံမှာဒီကိန်းကနန်းနဲ့ကိုအတူဖတ်ကြတာကြည့်ကြတာဖြစ်တဲ့အတွက်ဒီကောင်းသူသွားပါလိမ့်မယ်တိုက်ဆိုင်မှုခြူကောင်းရှိပါလိမ့်မယ်အဲ့လိုဖြစ်ခဲ့ရင်ကျွန်တော်ရှေ့မှာတင်ပေးခဲ့တဲ့ဆရာများအလုံးတို့လေးစားစွာဖြင့်ခွန်တောင်းအပ်ခဲ့ပါတယ် credit ပေးပါတယ်ပေါ့နော်အဲ့တော့ငါးဆုံးတဲ့ခုနှစ်ငါးဆုံးတဲ့ခုနှစ်ကစတယ်ငါးဆုံးတဲ့ခုနှစ်မှာလေးထိပ်စီထိပ်စီတစ်လုံးပုံစီလေးထိပ်စီလေးထည့်တပွင့်ကြည့်ရအောင်လုံးပေါင်း၅လို့ရှိတယ်ပထမငါးဆုံးတဲ့ခုနှစ်85 85ပြီးတော့85ဆိုတဲ့စနစ်ကိုရောက်လာ85ဆိုတဲ့ရောက်တဲ့အချိန်မှာလေးလေးပြီးတော့9ထိပ်9ထိပ်တပွင့်ပြီးတဲ့နောင်လုံးပေါင်း6ဆိုတဲ့မှတ်အောင်ပြီးတယ်အဲ့ဒါပြီးတော့နောက်က85 85ပြီးတော့95ကိုရောက်လာ95ပြီးတော့၄ထိပ်9ထိပ်ပြီးတော့6ထိပ်အလက်ကိုရပြီ6ထိပ်စီနဲ့နောင်လုံးပေါင်း9ဆိုတဲ့မှတ်နဲ့ဆက်ွက်စနစ်မပြတ်မကွက်လိုက်အောင်နဲ့3ချိန်ရှိပြီ4ချိန်85ခုနှစ်ကိုရောက်၄ထိပ်9ထိပ်6ထိပ်ပြီးတော့ဒီလက်ကျတော့9ထိပ်လို့ဖြစ်ပြီ9ထိပ်9ထိပ်တပွင့်ပြီးတဲ့နောင်လုံးပေါင်း10နဲ့ဒီချိန်မပြတ်မကွက်အောင်ပြီးတယ်၄ချိန်၄ချိန်ပြီးတော့9ချိန်2015ရောက်ပြီ တော့၅ချိန်ကျတော့၄ထိပ်ကစားခဲ့တာ၄ထိပ်၅ထိပ်၆ထိပ်ခွန်ထိပ်ပြီးတော့ဒီမှာ၈ထိပ်လဲရောက်ပြီ၈ထိပ်၈ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၉နဲ့တစ်ချိန်အောင်ပြီလေ၅ချိန်တိတိဒီလိုအောင်ပြီသွားအဲ၆ချိန်မြောက်ကိုအလှည့်ကိုရောက်ပြီဒီမှာ2025အဲ့တော့ပထမ၄ထိပ်၅ထိပ်၆ထိပ်ခွန်ထိပ်၈ထိပ်၉ထိပ်၄ထိပ်မှာ၄ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၅၅ထိပ်မှာ၅ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၆၆ထိပ်မှာ၆ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၇ခွန်ထိပ်မှာခွန်ထိပ်တပွင့်ကြည့်တဲ့နောက်လုံးပေါင်း၈ ရှစ်ထိပ်မှာရှစ်ထိပ်တဲ့တပွင့်ကြီးတဲ့နောင်လုံးပေါင်းကို၉ထိပ်မှာကြ၉ထိပ်တပွင့်ကြီးတဲ့နောင်လုံးပေါင်း၁၀ဆိုတဲ့စနစ်နဲ့ဆက်ကွက်စနစ်အမြဲတမ်းအမြဲတမ်းလိုက်ကြည့်ရမယ်စနစ်ပါ85 85 95 2005 2015 5ချိန်တည်းဒီစနစ်ဒီပုံစံနဲ့အောင်ခဲ့ပြီး6ချိန်မြောက်ရောက်ပြီး၉ထိပ်နောင်လုံးပေါင်း၁၀နဲ့ဒီနေ့စမှာတချိန်ကျနိုင်နေစစ်တဲ့စနစ်တော့ဒီစနစ် ကလူတိုင်းလည်းမြင်နေပါတယ်နော်ကြည်လည်းကြည့်ကြပါအစောပိုင်းနဲ့တင်တာလည်းများများတွေ့ခဲ့ပါတယ်ပေါ့နော်ကျွန်တော်ဒီစနစ်ကိုဘာကြောင့်မပြောခဲ့သေးသလဲဆိုပြောချိန်မှတန်နေလို့ကျွန်တော်မပြောခဲ့တာအခုဘာကြောင့်ပြောမလဲပြောချိန်တန်လို့ပြောမယ် ကိုပိတ်နောင်လုံးပေါင်းကိုနဲ့ဒီနေ့ထက်မှဆယ်ကွက်စနစ်တစ်ချိန်အောင်မှုရှိတယ်။အဲ့ဒါကိုကျွန်တော်ကဘယ်အချိန်ကျမှဒီစနစ်မျိုးဒီအောင်နိုင်တယ်လေလို့သုံးသပ်ဆုံးဖြတ်ထားတဲ့အပိုင်းပေါ့နော်။ဒါကိုအထောက်ပံ့လိုင်းဖြစ်တဲ့လိုင်းနဲ့ကျွန်တော်ပြောမယ်။ကလန်ဒါနှစ်ဦးမှာတဲ့အပူကြိုက်တာကျွန်တော်တို့ငါးကက်ရှိတယ်။85ခုနှစ်မှာရှစ်အပူလိုရိုက်တယ်။68ခုနှစ်မှာကိုအပူလိုရိုက်တယ်။2012ခုနှစ်မှာလေးရှစ်ခုလိုရိုက်တယ်။2020မှာခွန်ရှစ်ခုလိုရိုက်တယ်။အခုကျွန်တော်2025မှာခွန်ရှစ်ခုဆိုပြီးတစ်ခါထည့်တယ်။ငါးခါရိုက်တာရှိတယ်။အဲ့တော့ကလန်ဒါနှစ်ဦးမှာရှစ်အပူလိုရိုက်တာနဲ့သူ့ရဲ့နောက်ပိတ် ရှစ်တိတ်ရှစ်တိတ်ဒီမပြတ်မကွက်ဒီနေ့တော့လက်ပြန်ပြီးတော့ထွက်ပြီးရှေ့ဘူးလို့ရိုက်တယ်အဲ့အချိန်မှာနောက်ပိတ်ပိတ်ခဲ့တဲ့ရှစ်တိတ်ဒီရှစ်ထိတ်လို့မပြတ်မကွက်ထွက်ပြီးလို့အဲ့လိုထွက်ပြီးပြီးတာနဲ့တစ်ကြိမ်ထွက်ပြီးပြီးတာနဲ့နောက်တဲ့ရှစ်တိတ်ကြတဲ့ဘယ်နှကြိမ်ကြမယ်ဆိုတာအကျင့်အတိအကျပြောလို့မရဘူးတို့တော့နောက်တဲ့ပထမဆုံးရှစ်ထိတ်လို့ဒီလိုတစ်ကြိမ်ကြပြီးတဲ့နောက်တဲ့ရှစ်ထိတ်တစ်ကြိမ်ကြတဲ့အချိန်ခါမှာရှစ်ထိတ်စီနောက်နှလုံးပေါင်း30နဲ့ဗရိတ်ရှစ်ဆိုတဲ့ကဏ္ဍတစ်ခုပြန်ပြီးတော့ရိုက်ပြီးတယ် ရှစ်ထိပ်တကြင်ကြပြီးမှနောက်ထပ်ကြတဲ့ရှစ်ထိပ်ဒီလက်ချက်မှာဒီစနစ်ကိုထက်ပြီးအောင်ပေးတာသမကဒုတိယကဒီမှာကိုးပူးလို့ရိုက်ခဲ့ဒီမှာငါးနောက်ပိတ်လို့ရိုက်ခဲ့အဲ့ဒီငါးနောက်ပိတ်လို့ရိုက်တဲ့တဲ့ဒီနေ့ကမှငါးထိပ်တကြင်ကြပြီကြပြီငါးထိပ်တကြင်ကြပြီအဲ့ဒီငါးထိပ်တကြင်ကြအချိန်မှာဒီကတ်မှာဆိုရင်ပထမဆုံးငါးထိပ်ကြတဲ့အချိန်တည်းကငါးထိပ်နောက်နှုံးပေါင်းတစ်ဆင်းနဲ့ပရိငါးကိုတန့်ရိုက်ခဲ့တယ်သို့တော့ခုနကျွန်တော်ပြောတဲ့စနစ်ကိုအောင်းဖို့အတွက်ဒီစနစ်ပထမဆုံးအချိန်ဘယ်လိုပဲကြခဲ့ကြခဲ့နောက်တစ်ချိန်ထပ်ကိုပြေးကိုပြေးရဒီမှာထပ်ပြေးတယ်ငါးထိပ်စီ နောက်နှလုံးပေါင်းခြင်းပြည့်စုံတဲ့ပရိ၅ဆိုတဲ့ကဏ္ဍတစ်ခွက်ပထမဆုံး၅ထိပ်စီကြပြီးမှနောက်ထပ်၅ထိပ်ဘယ်နှကြိမ်ကြမယ်မသိဘူး၅ထိပ်တစ်ကြိမ်ကြိမ်မှဒီစနစ်ကလိုက်အောင်လာနှစ်ကပ်ပြီးတော့သုံးကပ်ဒီမှာရှေ့ဘူး၄ဘူးလို့ရိုက်ပြီး၅နောက်ပိတ်လို့ရိုက်ပြီးအဲ့ဒီ၅နောက်ပိတ်ကြောင့်၅ထိပ်စီတစ်ကြိမ်ကြပေးရမယ်ပထမဆုံးကြပြီးသွားပြီကြပြီးသွားပြီးဆိုတော့နောက်ထပ်၅ထိပ်စီဒီမှာလည်းကြရတာရှိတယ်၅ထိပ်စီဘယ်နှကြိမ်ကြမယ်ဆိုတာဘယ်လောက်ထိကြမယ်ဆိုတော့မပြောတာဒါမဲ့တစ်ကြိမ်စီ၅ထိပ်စီနောက်နှလုံးပေါင်း၁၀နဲ့ပရိ၅ဆိုတဲ့စနစ်ပါကုတ်ပါအောင်ရိုက်ပြီးသုံးကပ်ဒီလိုအောင်ပြည့်လေးကမြောက် ဒီမှာရှေ့ဘူးခွန်ဘူးလို့ရိုက်ပြီဒီမှာ၄နောက်ပိတ်ဒါကြောင့်၄တိတ်စီးတခြင်းအရင်ဆုံးကြပြရမယ်ပထမဆုံး၄တိတ်တခြင်းအရင်ဆုံးကြကိုကြပြရမယ်အဲ့လိုကြပြပြီးမှနောက်ထပ်၄တိတ်တခြင်းချင်းမှ၄တိတ်စီးနောက်လုံးပေါင်း30ဆိုတဲ့ကစားကွက်နဲ့လိုက်ပြီးတော့အောင်ပြတာကဲဒီစနစ်အခုကစားကွက်အချိန်ရောက်ပြီချိန်တန်ပြီပေါ့နော်ဒီစနစ်ဒီကစားချင်တဲ့စကစားလို့ရပြီချိန်တန်ပြီပေါ့ရှင်းလုံးပေါင်းရှေ့ဘူးခွန်ဘူးလို့ရိုက်ခဲ့ပြီအဲ့ဒီခွန်ဘူးကြောင့်ဒီ၉နောက်ပိတ်ဒီစနစ်ကိုကျွန်တော်ဘာကြောင့်မပြောသေးလဲကိုထိတ်မကြခဲ့လို့မပြောတာရှေ့ဘူးလို့ရိုက်ပြီဟဲ့၉နောက်ပိတ်ကြောင့်ကိုထိတ်ကကြလာပြီ ပြီးခဲ့တဲ့ပွဲမှာကိုထွေအရင်ကြပြအောင်မှာတစ်ချိန်ကြပြသွားပြီအဲ့လိုကြပြသွားပြီဆိုလို့ချင်းဟိုက်ကျန်တဲ့6ချိန်အတွင်းမှာကိုထိတ်စီနောက်လုံးပေါင်း30ဆိုရယ်စနစ်ဒီကိုထိတ်တစ်ချိန်ဆိုတာကိုအရင်ဆုံးကြပြီးမှကိုဒီစနစ်ကလိုက်ဖို့လိုက်ပြီးကစားဖို့သင့်တယ်ကစားခွက်ဒါကျွန်တော်ရအမြင်ကိုသုံးတက်ပြရနော်အဲ့တော့ကျွန်တော်တို့ဘယ်တော့မှလည်းမပြောခဲ့ဘူးကစားလည်းမကစားခဲ့ဘူးအခုကစားဖို့အချိန်ကြပြီသင့်ပြီးတန်ပြီးဒီတော့ကြောင့်ကျွန်တော်ရ public message များလေးကြိုက်ရင်ဒီ6ချိန်ထဲမှာလိုက်ပြီးကစားဖို့ဒါလေးကိုအမှတ်တရအနေနဲ့ ကျွန်တော်ရဲ့အတွေ့အမြင်ပိုင်းကိုရှင်းပြလိုက်ပါရစေဒီစနစ်ဒီကဆိုက်တော်များလည်းသုံးနေကြကြတဲ့တရားတရားမတူကြဘူးတွေးပုံခေါ်ပုံချင်းဒါမှမဟုတ်ကျွန်တော်ရဲ့အတွေ့ခေါ်မှာတော့ကျွန်တော်မကစားခဲ့ဘူးဘာကြောင့်လဲပုံတိလိုက်ပြီးမကစားခဲ့ဘူးဘာကြောင့်လဲကိုထိတ်ဆိုမကြတာလေအခုတော့ညှော်ရတဲ့ကိုထိတ်ကြပြီးသွားပြီဒီချိန်အဲ့လိုကြပြီးသွားတဲ့အတွက်ဒီကျန်တဲ့6တိမ်ပဲကျန်တော့ဒီစနစ်အောင်မယ်ဆိုရင်အောင်လို့ရပြီလာလို့ရပြီဒီချိန်မျိုးမှာပဲဒီစနစ်ဒီအောင်လို့ရမယ်လာလို့ရမယ်ဒါကျွန်တော်ဖန်ထားတယ်ကျွန်တော်ဖန်ထားတဲ့အမြင်ကိုရှင်းပြလိုက်တာနော်အဲ့တော့နှစ်လိုက်ငါးဆွန်းတဲ့ခုနှစ်ကလာတာကဒီကြောင့်ကလင်နာမှာ ်ဥက္ကဏမှာပေါ့နော်နှစ်ဥမင်္ဂလကဏရှေ့ဘူးရိုက်တာငါးကပ်ပဲရှိတယ်ငါးကပ်မှာရှေ့လေးကပ်ဒီအဲ့စနစ်တဲ့အဲ့ပုံစံတိုင်းအောင်တာအဲ့ပုံစံတိုင်းအောင်ခဲ့တာဒီမှာကျွန်တော်တို့ငါးကျင်မြောက်ကိုရောက်ပြီးဒီမှာကွန်ဆစ်ဘူးရိုက်ပြီးကိုးနောက်ပိတ်လို့ရိုက်ခဲ့တာအဲ့ဒီကိုးနောက်ပိတ်ကြောင့်ဒီနေ့တည်းမှာကိုးထိပ်စီပိုင်နဲ့ဘရိတ်ကိုးတစ်ခွက်လိုက်ကိုလိုက်ရတာကိုးထိပ်စီပိုင်နဲ့ဘရိတ်ကိုးတစ်ခွက်လိုက်ဖို့ကပထမဆုံးကိုးထိပ်စီတခြင်းအရင်ကြကိုပိတ်ပြီးအောင်အဲ့ဒါကြပြီးမှသာရင်အဲ့စနစ်ကိုလိုက်ထိုးရမှာဒါကျွန်တော်ရဲ့ဆုံးဖြတ်ချက်အဲ့တော့အခုကိုချေဒီလည်းကိုတိတ်စီပိုင်နဲ့ဘရိတ်ကိုလို့ကြမလာသေးဘူးပထမဆုံးစထွက်ရမယ်ကိုတိတ်ကလည်းထွက်သွားပြီအဲ့ဒီအဲ့ ဒီကျင်းဆက်ပြီးတော့ဒီ snake ကိုကြိုက်တယ်ဆိုရင်လိုက်လို့ရပြီပေါ့နော်ကျွန်တော်ရဲ့မမအဖွဲ့ဝင်တွေတို့တရားရှင်းပြထားပြီလားတရားရှင်းပြထားပြီလားကိုထိန်စီနောင်လုံးပေါင်း30နဲ့ break ကိုဆက်ွက်6တိမ်းပဲကျန်တော့တိုက်တဲ့လူကဒီ snake ကိုအောင်မဲ့လို့ယူဆိုင်ဒီကျင်းဆက်ပြီးလိုက်ဖို့သိပြီဒါကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပြောတာနော်ရှေ့မှာကြားမရဘူးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဒါကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်နော်အဲ့တော့အခုချိန်ထိကိုထိန်စီမလာခဲ့လို့ကြားမရဘူးလို့ပြောခဲ့တာကိုထိန်စီစကြတာနဲ့အဲ့ snake နဲ့ကြားမရဘူးကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖွဲ့ဝင်နေနော် ဒါပေမဲ့ကိုတိတ်စီတစ်ချိန်ကြာပြီးတော့လိုက်လို့ရပြီဒီစနစ်ကိုဒါကိုရှင်းပြခဲ့ကိုတိတ်စီတစ်ချိန်ဝင်ပြီးသွားပြီအဲ့ဒီအတွက်လိုက်မစင်လိုက်လို့ရတယ်အဲ့ဒီနေရာမှာတကွယ်ကောင်းစနစ်ပါတယ်မန်ပါရီကူတော့ကျွန်တော်ဒီချာလေးရှင်းပြထားတယ်နော်အရေးတကွယ်ကောင်းစနစ်ဒီချုပ်လို့ရတဲ့ဟာပါတယ်ကိုတိတ်စီနောက်လုံးပေါင်း30ဆိုတဲ့စနစ်နဲ့ဆက်ကွက်ဆက်ကွက်လိုက်ရမယ်ဒုတိယတစ်ဆင့်ချုပ်ွက်ထိတော်မန်ပါရီကိုပြပြီးသွားပြီဒုတိယတစ်ဆင့်ချုပ်ွက်ဘယ်လိုလိုက်လာမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ပြပြီးပြီတကယ်ကျွန်တော်တို့ဖန်ကစားမယ်အချိန်လေးဖန်ထားတယ်အဲ့လိုအချိန်ရောက်ရင်တော့တကယ်ကိုဒီစနစ်ကကျွန်တော်တို့ကစားလို့ရတဲ့စနစ်မျိုးဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့် စိတ်ဝင်စားရဆိုမှသုံးပါဒါတွေကတော်တော်များများလဲဆရာတွေပေါ့နော်ကျွန်တော်တို့ဒီကိမှာတွေ့ရတာများတယ်ပေါ့နော်အဓိကအပြင်တော့ကျွန်တော်သိစားတဲ့ဆရာတယောက်တင်ထားရလေတွေ့တော့အော်ကိုလည်းခုဘယ်ချိန်မှထိုးအောင်လဲဆိုတော့စနစ်ကိုစိတ်ထဲရီမန်းထားတာနဲ့ကြတော့ဟွာကြီးတွေဟာဆိုစောင့်နေတာပေါ့နော်အဲ့ဒီချိန်တော့အချိန်တန်ပြီပေါ့ဒါကြောင့်အချိန်တန်လို့လိုက်ဖို့တင့်လိုက်ချင်တယ်ဆိုရင်လိုက်လို့တင့်တဲ့ကာလကိုရောက်ပြီဒါကြောင့်မလို့ public message များကိုလည်း ဆက်ကွက်စနစ်ကြီးရှင်းပြပြလိုက်တဲ့တကယ်တော့အဲ့စနစ်ကဒကြိမ်ရိုးတစ်ခါဒုတိယအဆင့် level နဲ့ချုပ်ပြီးထိုးမှဆိုရင်ကဏ္ဍလေးကွက်ကိုလေးကွက်ပဲလိုက်ထိုးရတာတကယ်ကြိုက်လို့ organize ကစားခြင်းနဲ့ကျင်းစုဒီကွက်ထဲနဲ့ချုပ်ကစားလို့ရတယ်စနစ်ကျွန်တော်ရဲ့အမမအဖွဲ့ဝင်တွေတော့ဆက်ကွက်လုံးမထိုးခြင်းနဲ့အပတ်စဉ်လိုက်ဒီလေးကွက်ထိုးရတဲ့စနစ်ကိုတော့ပြောပြီးပေါ့နော်ချုပ်ကွက်ကိုတော့ကျွန်တော်လည်းပြောမှထားပြပါဦးကျွန်တော်ကစားခြင်းနဲ့အချိန်ရောက်ရင်ကစားမှာမလို့ပါကြအောင်မထူပဲကျေးဇူးတင်ရှိပါတယ်နော်ဘာလို့မှအပိုင်ဆိုမှရှိပါဘူးအခုလည်းကျွန်တော်ရဲ့ comment တွေးဆမှုပြောပြတာလက်ရှိချိန်ထိ လက်ရှိချိန်ထိမှန်ကန်နေစေဒီစနစ်တွေကိုလိုက်ပြီးတော့နောက်ကထပ်ပြီးတော့ပုံလူလိုက်ကြစားတာပေါ့နော်ပုံလူလိုက်ပြီးတော့တွေးတာပေါ့အဲ့တော့အဲ့စနစ်တွေတိုင်းပဲတွေးပြတာဖြစ်တဲ့အတွေးတက်တက်ပါနော်စိတ်ကူးတက်တက်ပါစိတ်ကူးတက်တက်ပါအပိုင်ဆိုမရှိတော့ပရိသတ်မှာအဲ့ဒီအတွက်မိတ်ဆွေများအားလုံးပရိဝရိယနဲ့အမြဲတမ်းစဉ်းစားချင့်ချင်ပြီးတော့လောင်းကစားကိုနားကြပါလို့လေးစားစွာဖြင့်အတိတ္တိပေးရတဲ့ live ကိုဒီညမှာအဆုံးသတ်လိုက်ပါပြီအမြဲတမ်းအားပေးကြည့်ရှင်ရဲ့မိတ်ဆွေပြောက်ချစ်စွာကိုအထူးပဲအထူးပဲကျေးဇူးတင်ရှိပါတယ် 15ရက်နေ့ညကြည့်နိုင်တဲ့ပုဂ္ဂိုလ်စောင့်ကြည့်ပါ15ရက်နေ့ညကြည့်နိုင်တဲ့ပုဂ္ဂိုလ်စောင့်ကြည့်ပါအလုံးစုံနဲ့သာဖြစ်တယ်အခုလိုမျိုးပေါ့ကိုကိုတုံးတကွက်ထက်ကိုထိုးခိုင်းတယ်လို့မျိုးပဲ15ရင်းညမှာ public မိတ်ဆွေများတွေလက်ဆောင်တကွက်ချက်ပြချင်းနေတယ်ဘာလို့ဆိုရင်ချက်မပြလဲကော်ပီရန်ကိုကြောက်လို့မပြတာပါနော်အယူရှင်တွေကော်ပီရန်တွေကိုကြောက်လို့မပြတာ15ရင်းညကျွန်တော်ဒီမှာလိုင်းကောင်းတဲ့အချိန်ပြီး10နာရီနဲ့7တိကြာမှာပဲအများနဲ့လိုင်းကောင်းတယ်ရှေ့မှာစောကောင်းတယ်လဲစောကောင်းတယ်လို့တက်ခဲ့မယ် စောမကောင်းကြဘူးဆိုရင်လည်းပုံမှန်အပြင်စင်နာကြီးနဲ့ဆက်နေကြမှာလမ်းကောင်းတက်ပါတယ်အဲ့ဒီချိန်မှာ public mix များအတွက်စောင့်ပြီးတော့ပေါ့နော်စိတ်ဝင်စားထိုးချင်တယ်ဆိုရင်စောင့်ကြည့်ပြီးပို့ကြိုတင်ပြီးတော့ကြိုတင်ပြီးတော့ပေါ့နော်ကြော်ညာလေးပြလိုက်ပါတယ်နော်စေစနာရပြပြမှာပါတိုက်ဆိုင်မှုရှိမှကံကောင်းမှပေါက်လို့ရတာပါပေါက်ပါမယ်ဆိုပြီးအမကန်ချက်ဘယ်နေရာမှာမှမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့မထွက်လာရတဲ့တန်တန်တလုံးအဲ့ဒီကစားကွက်အများတန်လေးအပတ်စဉ်ထည့်ထိုးနေအဲ့ဒီ မထွက်လာရတဲ့ကငန်းတလုံးတကွက်ထဲကိုကစားရကစားကွက်59နှစ်ညမှာလက်ဆောင်လက်ဆောင်ပေါ့နော်နောက်တစ်ခုကစေတနာအရကျွန်တော်ရွေးချယ်လို့တွေးစားတဲ့စနစ်ကအောင်ရမယ်ဆိုလို့ရှိရသွားစေခြင်းနဲ့စိတ်လုံးဝအားရမလို့ပတ်စရာမလို့တကွက်ထဲကိုအခုကိုကိုတုံးတဲ့တကွက်ထဲထိုးခိုင်းတဲ့ထိုးနှီးမျိုးနဲ့ပဲဖန်ထားတယ်59နှစ်ညမှာစိတ်ဝင်စားရင်စောင့်ကြည့်ပါ record ချမ်းမှာမဟုတ်ဘူး like ပြရတယ်ပတ်တန်းပြီးတော့ delete လုပ်ပြမှာဖြစ်တယ်ကြိုးပြီးတော့ မြစ်ဒီပေးရပါတယ်နော်ကြော်ညာပေးရပါနော်စိတ်ဝင်စားမှာစောက်ကြည့်ပါအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးအားလုံးမိတ်ဆွေများခက်ခဲနေတဲ့ကာလတစ်ခုမှာကျွန်တော်တို့တိစပြလိုက်တဲ့တဏှာရေးတကွက်ကမိတ်ဆွေတို့အတွက်အောင်ပွဲရပ်သွားတဲ့တန်ကောင်းလို့အောင်သွားမယ်ဆိုရင်ခက်ခဲခက်ခဲရုန်းကန်နေရတဲ့အချိန်ကာလမျိုးမှာအားလုံးအတွက်အားလုံးအတွက်နတ်တစီဖြစ်စီခြင်းနဲ့စိတ်နဲ့တင်ပြပေးတာဖြစ်တယ်အပိုင်းစောတော့မရှိဘူးနော်ဒါလေးကိုတော့အနည်းငယ်လိုက်ထားကြပါဦး ဒီပြည့်ပါတယ်အားလုံးသူရဲ့ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကြံကောင်းကြပါသည် good luck ပါ